ူးလိုက်စင်လဲရှိတယ်ဆိုင်ကယ်လိုက်စင်လဲရှိတယ်နော်အဲ့တော့ဒီမျိုးသမီးကိုဘာနဲ့ဖမ်းနေတယ်လဲဘရာဇီးယားမဝင်လို့တဲ့အမျိုးသမီးကိုဘရာဇီးယားမဝင်လို့ဖမ်းနေတယ်ဘရာဝတ်တဲ့အတိုင်းနာဖမ်းကြရမယ်ဆိုတော့ကျမကတော့ဒံငွေဘုန်းနဲ့ဝဲတော့မှာကျမဒံငွေကြီးပဲဆောင်တော့ဘာလို့ကျမကပေါ်လိပိတ်မဝတ်ဘူးပါအဲ့တော့အဲ့တော့ ဘောလီဝုဒ်ကြပါလို့ပြောချင်အန်တီကြီးတွေရောပူတယ်ဆိုပြီးတော့လည်းမဝတ်ဘဲမနေပါနဲ့ လုံးမင်္ဂလာပါတင်ငင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျာဒီကနေ့တင်ငင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်တရင်လေးကတော့တကယ်ကိုထူးထူးခြားခြားတရင်လေးပဲဗျအဲ့ဒါဘာတရင်လေးလဲဆိုရင်အမျိုးသမီးတယောက်ကစိုင်းကယ်စီးရင်းနေပေါ့နော်ဒီဘရာစီယာဝတ်မလာလို့အဖမ်းခံရတယ်ဆိုတဲ့တရင်လေးပဲဗျနော်ဒါတချို့ဆိုရင်လည်းဒီတရင်လေးကိုကြားပြီးသွားလောက်ပြီလို့ထင်ပါတယ်ဗျကဲမတိသေးတဲ့တငယ်ချင်းတွေအတွက်ပေါ့နော်ကျွန်တော်ကဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဗျနော်ကဲကျွန်တော်နဲ့အတူဒီဗီဒီယိုလေးကိုဆောင်းအောင်လိုက်ကြည့်ပေးပါအောင်ဗျနော် ိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းတယ်ဆိုတော့အဲဥပဒေတစ်ခုအောက်မှာစစ်တပ်အောက်မှာရှိနေတဲ့ရဲတွေတူစောတိတွေစစ်သားတွေဘလို့အောက်တန်းစားဆန်ဆန်ငွေရှာနေတယ်လဲဆိုတာပြောပြမယ်မကွေးတိုင်းတရက်မြို့မှာအမျိုးသမီးတူကသူ့ရဲ့အိမ်ကနေပြီးတော့မှခေါင်းလျှော်ရေးဝယ်ဖို့အတွက်ကိုသူကစိုက်ကယ်စီးပြီးတော့မှအဲ့ဒီကုံတုံဆိုင်ကိုသွားတဲ့အချိန်မှာလမ်းမှာ ရဲတွေပြည်စောတိတွေစစ်သားတွေရဲ့စံကယ်ကိုဖမ်းလာခံရတယ်။ဒီအမျိုးသမီးကစံကယ်ကဝတ်တော်လည်းမဟုတ်ဘူး license လည်းရှိတယ်လူ license လည်းရှိတယ်စံကယ် license လည်းရှိတယ်နော်။အဲ့တော့ဒီအမျိုးသမီးကိုဘာနဲ့ဖမ်းနေထင်လဲ။ဘရာဇီးယားမဝတ်လို့တဲ့။ဘယ်လိုကြီးတော့မလဲ။အမျိုးသမီးကိုဘရာဇီးယားမဝတ်လို့ဖမ်းနေတယ်။အဲ့ဘရာဇီး သူ့ဟာနဲ့သူဝိုးဝိုးမဝိုးဝိုးပေါ့ကောနော်သူပိုင်နေပစ္စည်းပဲလीနော်ဖမ်းစရာမှမလိုတာအဲ့ဘရာဇီးယားဝိုးမဝိုးကအစလိုက်ကြည့်နေရလားမင်းတို့တွေကမင်းတို့ကဆန်ကယ်ဖမ်းမှလားနှာဘူးကြမှလားဟင်မင်းတို့လောက်ကပြည်သူကိုကာကွယ်ရမယ်အလုံနော်မင်းတို့စားထားတဲ့အစာအတောက်တွေအဲ့စားဖို့အတွက်အစာတောက်တွေဝယ်တဲ့ပတ်စံလာစားဖို့ကွာ မင်းတို့အခုဝတ်ထားတဲ့ယူနီဖောင်းအဲ့ဒါကိုဆင်ထားတာမင်းမေလင်းမင်းအောင်နိုင်မဟုတ်ဘူးစစ်ဆိုးရမဟုတ်ဘူးပြည်သူကမင်းတို့ကပြည်သူကြွေးတာစာပြည်သူပေးတာယူပြည်သူဆင်တဲ့အဝတ်ကိုဝတ်ပြီးတော့မှပြည်သူကိုဒီလိုဒုက္ခပေးနေတာလားဟမ်လိုင်စင်မရှိရင်ဖမ်းတယ်ထောင်သုံးနှစ်ချတယ်ဒဏ်ငွေ3သိန်းဆောင်ခိုင်းတယ်အင်းကြီးနှစ်ထပ်ဝတ်ရတော့မှအပေါ်ကတစ်ထပ်ကိုကျယ်သေးမဝတ်လို့ဆိုပြီးဖမ်းတယ် ကာဗာမရှိလဲဖမ်းတယ်နောက်ချင်းင်းကုန်တင်ထားလဲဖမ်းတယ်3000နဲ့3000နဲ့အဲမကွေးတိုင်းတည့်ရမှာနော်တော်တော်ဆူဆူပဲနော်ကွာမင်းတော်တော်ရှက်ဆရာကောင်းနေပြီလုတ်တဲ့လားဟမ်ယောက်ျားလေးအောက်ကန်ပေါင်းမိမဝင်လဲမင်းတို့ဖမ်းပါလားစံကယ်စည်းနေရတယ်အခုကမင်းအမျိုးသမီးဘရာဇီးယားမဝတ်တာအောင်မှစမင်းတို့တွေကြည့်ပြီးလိုက်ဖမ်းနေတယ်ဆိုတော့ဘာဆိုင်လဲ ကဲကောင်းပါလေးတွေဝစ်ကြအောင်နော်ဒီတိုင်းမနေချာနဲ့မေမွေးတွေကပါလာတဲ့ဟာကိုမပိုင်ဘူးနော်သူတို့ပိုင်သွားပြီဗျကဲစင်ဒရယ်လာလေးဟာတာပြောမယ်မောကနော်ဖမ်းချစ်လူကိုဖမ်းတာပေါ့နော်အဲမြို့တမီတယောက်ကစပိန်လူစီလာပါသူဖမ်းမယ်ပေါ့အဲဆိုရင်အချက်လက်တွေစစ်တော့သူစပိန်နဲ့သူ့ရဲ့ပစ္စည်းအုပ်ထုတ်ပါ냐အစုံမဲ့ကွာ အဲ့ဒါသူဘာဖမ်းရမလဲဆိုကြည့်တော့သူကဘောလီဝုတ်မလာဘူးတဲ့အခါကျတော့သူဘောလီဝုတ်ခက်လို့ဆိုပြီးတော့တန်းပြီး၃တောင်းတောင်းသွားတယ်တဲ့ဟိုပဲနော်ကိုပစ္စည်းနဲ့ကိုတော့မှမချင်ဘူးမချင်ဘူးနော်อืมကိုပစ္စည်းတော့ကိုမပိုင်တော့နော်ပိုင်တာဖမ်းကံမဆိုတော့ကျမကတော့တန်းပြီးဘူးနဲ့မွဲတော့မှကျမတန်းပြီးရဲ့ဆောင်တော့ဒါကျမကဘောလီပြေးမဝတ်ဘူးပါ ိုယ်အဲ့လိုချက်သေးချုံအောင်လာမျိုးမချက်ဘူးပူတဲ့ခါကျတော့အခုဆိုတက်ရှူချက်တာလည်းပါတော့ဘောနော်အဲ့ခါကျတော့မဝက်ဖြစ်ရှာတိဥရုပူတော့နော်တံငွေဘူးနဲ့တံငွေဘူးနဲ့မွေးတော့မှာကျွန်မလားဆောင်းထားပြီးတော့ပဲနော်ပစံအော်ဒီနေ့သတင်းလေးတစ်ပုဒ်တင်ဆက်ပေးချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့မွန်ပြည်နယ်အတွင်းမှာတဲ့စစ်ကောင်စီတပ်နဲ့ရင်ထင်းရဲ့အဖွဲ့တွေက license မဲ့ motor ယာဉ်တွေကိုထိမ့်သိမ်းပြီးတော့ရှာဖွေကြတယ်မလား အဲ့မှာအဲ့လိုဖန်စီအေးယူနေနေရမှာအမျိုးသမီးအတွင်းကဘရာဇီယာမဝဲစင်ပဲစိုင်ကယ်စီးတဲ့သူကြီးကဒန်ချီရိုက်နေပါတယ်နော်ပြီးခဲ့တဲ့9ရက်လောက်ကရုံးဝကောင်မလေးတယောက်ရဲ့ရုံးဝကောင်မလေးတယောက်ရဲ့အတော်တယောက်ကသူကအရေးကြီးကိစ္စရှိလို့ဆိုစိုင်ကယ်နဲ့အပြင်ကိုချွတ်တာအဲ့ဒီမှာဘောလီကိုဝက်မတော်မိခဲ့အဲ့ဒီဘောလီကိုမဝက်သွားတဲ့အတွက်ကြောင့်မလို့သူ့မှာစိုင်ကယ်နဲ့ပတ်သက်တဲ့ပစ္စည်းအစုံအလင်ပါပါတယ် ဝီတက်တေရောဘာညာကွိကကုံပါတယ်ဒါပေမဲ့ဘောလီဝုဒ်မတားလို့ဆိုပြီးတော့တန်ချင်းဝင်9000ရိုက်လိုက်တယ်အဲ့တော့နည်းနည်းပဲเนาะတော်တော်များများမိကုန်ကြပြီเนาะအန်တီတွေရောပူတယ်ဆိုပြီးတော့လည်းဘောပဲမြူပါတယ်စံကယ်ဆင်းရင်ဘောလီဝုဒ်ကြတယ်ဟိုဖမ်းလိုက်မယ်ဖမ်းပြီးတော့အတန်ချင်း9000ချလိုက်မယ်အန်တီတွေပါအလုံးမပေးဘူးเนาะ ကဲပေါ်လီမွေးလို့တယ်နော်တန်ကြီး3000ဆောင်ခံရသူနဲ့တန်ကြီး5000ဆောင်ခံရသူနဲ့အားလုံးပဲဝစ်ကြပါဗျာနော်သူတို့ရှိမှသွားပြီးတော့ကုယူကာရတော့သွားမလုံနဲ့ဗျာနော်အဲ့ဒါတွေကကိုမပိုင်ဘူးဗျခုတလောဗျာကျွန်တော် line ပေါ်မှာတွေ့နေရပြန်ပြီနော်ကျွန်တော်တို့ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ပေါ်မှာကာဝီတောက်တွေစံကေဝီတောက်တွေဖမ်းပြန်ပြီတဲ့နော် အဲ့တော့ကျွန်တော်တခုမေးချင်တယ်ဗျာကာဝီတောက်တွေစံငယ်ဝီတောက်တွေဖန်းနေတာကဘာကြောင့်အိုးနေစက္ကန့်နေဝင်လာတဲ့အချိန်မှာဖန်းကြတာလဲနော်ဘာကြောင့်ကာဝီတောက်စံငယ်ဝီတောက် ရောင်းတဲ့လူတွေကိုမဖန်းကြတာလဲနေဆက်အစင်းစင်းကနေဖြတ်ကျော်လာဂိတ်ပေါင်းစုံဂိတ်ပေါင်းတောင်း6000ကနေ ဖြတ်ကျော်လာပြီးတော့မှရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ကိုရောက်တဲ့အချိန်မှာဖမ်းတယ်ဆိုတာကမဖြစ်တင်ဘူးလေနော်အဲ့တော့ဗျာကျွန်တော်တခုမေးကြည့်ချင်တယ်။ ਉਹ နေဆက်အစင်းစင်းကနေဖြတ်ကျော်လာတယ်။ gate အစင်းစင်းကနေဖြတ်ကျော်လာတဲ့အချိန်မှာဗာလဲ။ဟို gate ဒီစောင့်နေတဲ့စစ်သားတွေမော်တော်ပီကယ်တွေဆိုတာ ငွေပေးနိုင်ရင်ဝီတောက်ကားလည်းပေးဖြတ်တယ်မူရစေဝါလည်းပေးဖြတ်တယ်เนาะဘာမဆိုအကုန်ဂိတ်ကိုကြော်ဖြတ်ပြီးတော့မှ အပီတူလက်ထဲလဲရောက်ရောမရှိမဲ့ရှိမဲ့ငွေလေးနဲ့ဝယ်ထားတယ်စုထားပြီးတော့မှဝယ်ရတဲ့စင်စင်ရဲရဲပြီတူလက်ထဲလဲရောက်ရော ကာဝီတောက်စံကေဝီတောက်ဖမ်းတယ်ဆိုတာကြားလို့မှမကောင်းဘူး เนาะဟုတ်တယ်เนาะခင်ဗျားတို့အဲ့လိုလှုပ်နေတဲ့ပုံစံကိုကသူများခင်ဗျားတို့မတော်လိုင်းတော်လန်းအောင် သူများခင်ဗျားတို့မမုန်းရင်မုန်းအောင်เนาะအခြေခံလူတန်းစားတဲ့ခင်ဗျားတို့ကို အမြင်မကပ်ရင်အမြင်ကပ်အောင်လှုပ်နေတာเนาะအဲ့တော့ခင်ဗျားတို့ကိုသူများတော်လန်းတာနောက်တော့နောက်ကျသေးတယ်လို့ကျွန်တော်ပြောချင်တာเนาะအိုးစစစီစီတော်လိုင်းရမှာခင်ဗျားတို့ เนาะ2020လောက်နောက်ပိုင်းအာနာတိမ့်မတော်လန်တာတိတ်ကိုနောက်ကျသွားတယ်เนาะဘယ်နဲ့ဗျာမြို့ပေါ်မှာစံကေဝိတောက်ရောင်းတဲ့ကိုမနီကြီးရေစိုင်ကြီးရေเนาะအများကြီးရေရှားချီထောင်းချီရောင်းတဲ့ကိုမနီကြီးရေတော့ခင်ဗျားတို့မဖမ်းဘူးဗျာเนาะအဲ့ဒီကုမ္ပဏီကြီးတွေကဘာလဲခင်ဗျားတို့ရဲ့ဆွေမျိုးတွေလား ခင်ဗျားတို့ရဲ့ပါတနာတွေလားခင်ဗျားတို့ခရိုနီခရိုနဲ့ခရိုပြားတွေရဲ့မရငယ်ခရိုဆုံးနေတွေလားဟမ်ခင်ဗျားတို့တိတ်တိတ်ပုံးမွေးစားသားတွေရဲ့ကုမ္ပဏီလားအဲ့လိုကုမ္ပဏီကြီးကြီးကျယ်ကျယ်တွေတော့ခင်ဗျားတို့မဖမ်းဘူးဗျာကဲတငယ်ချင်းများအလုံးဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်ဒီဗီဒီယိုထဲမှာတွေ့တဲ့အတိုင်းပဲဒါတငယ်ချင်းမိန်ကလေးတွေပေါ့နော်အပြင်ထွက်ရင်ကာပါလေးပါလေးဝစ်ကြဗျာနော်အခုကတော်တော်ကြီးအခြေအနေဆိုးနေတယ် မရရင်ရတဲ့ဥပဒေပုံမှားတွေတက်ပြီးတော့ကိုပတ်စံတောင်းနေတာနော်ကြည့်နေကျွန်တော်လည်းတငယ်ချင်းနေတယ်မှာလေအဲ့လိုအဖြစ်မျိုးနဲ့ဂျုံနေသူတွေရှိရင်ကျွန်တော်အောက်မှာ comment လေးရေးပေးခဲ့အောင်ဗျာနော်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်းစုံတွေ့ကြမှာဗျာ